the inside story of reform in Aung San Suu Kyi's Myanmar by the distinguished author, Professor Sean Chanon. <laughs> we would like to thank you to Professor Sean Chanon. Professor Sean Chanon. ရွှေရောင်စီမံကိန်းများအမည်ရတဲ့ Best Lake <laughs> Plan စောင်းမိတ်ဆက်ပွဲဒီစင်းမျိုးမှမြန်မာပြည်သားများနဲ့တွေ့ဆုံပွဲနဲ့မြို့ဒေါ်လာရင်ရန်ပုံငွေရှာဖွေပွဲကိုအော်စတြေးလျနိုင်ငံဘစ်စင်းမျိုးရှိ မောင်ကရဘတ်ကမ္မမှာကျင်းပပြုလုပ်သွားခဲ့ရပါတယ်မီလာ24ရက်နေ့ကပြုလုပ်ကျင်းပသွားခဲ့ရတယ်ဒီကနေ့ပွဲကို CRPH NG Sport Group Queensland ကစီစဉ်ပြုလုပ်သွားခဲ့ကြတာဖြစ်ပြီးမြန်မာပြည်ပတိုင်းရင်းသားများ Queensland ပြည်နယ်ရှိတက္ကသိုလ်များမှမြန်မာကျောင်းသားများအပြင်အော်စတြေးလျပြည်သူများပါလာရောက်အားပေးသွားခဲ့ကြပါတယ်။ Open the economy up and create an economy Professor Shaw Dan ne ha Don San Su Ji ye si bwa ye ya a chan be mya ne a dik a cha tu tu phit de a pye အနာသိမှုဖြစ်စဉ်တွင်အကျဉ်းကျခံထားရခဲ့သူတူဖြစ်ပါတယ်ဒေါ်ဇန်စုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရရဲ့မြန်မာစီးပွားရေးပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများမှာ ိုတိုင်ပါဝင်ဆောင်ရွက်ခဲ့သူများရဲ့အတွေ့အကြုံများကိုဒီစာအုပ်ထဲမှာလေ့လာသိရှိခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။ And also, teacher had to be on the front because they wanted my teacher on the front at first. And I said, No, 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 he's been on too many, undermine the reforms all the time. The first one, most obviously, is the military. The second, very closely aligned to them, were the crony businesses. So the military Professor Shandanema, do you do you know? ခုစာအုပ်တွင်ကအချက်အလက်များအရဒေါ်စားစုကြည်နှင့်သူ့ရဲ့အသင်းအဖွဲ့ဟာစီးပွားရေးနဲ့နိုင်ငံရေးတိုးတက်မှုအနေနဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုကိုတွေ့မြင်ရမှာဖြစ်ကြောင်းပြောပြသွားခဲ့ရပါတယ် There were some big success stories as well. I think one of the biggest success stories, which was an economic success and a political one, was the way that Dorsu and her team were able to push back against China တရုတ်နိုင်ငံရဲ့ BRN စီမံကိန်းများနဲ့အဓိကတစ်ခုဖြစ်တဲ့ကြောက်ဖြူရေနဲ့စိတ်ကမ်းအထူးစီးပွားရေးဇုံနဲ့ပတ်သက်လို့စစ်အစိုးရနဲ့တရုတ်အစိုးရတို့ရဲ့ကြောက်ဖြူစီမံကိန်းမှာစုစုပေါင်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ10ဘီလီယံရှိနေတဲ့အတွက်ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာဒီကိစ္စကိုပြန်လည်ညှိနှိုင်းမှုတစ်ခုကိုတရုတ်အစိုးရလက်ခံနိုင်မယ်မို့လို့တိုက်ခတ်များကယူဆနေကြတဲ့ကြားတွေက ထိုအဖွဲ့ဟာပုံမသက်သာတဲ့သဘောတူညီချက်အတစ်တစ်ခုတရုတ်အစိုးရနဲ့ညှိနှိုင်းကရရှိလာခဲ့ကြောင်းဒီအတွက်စစ်အစိုးရနဲ့တရုတ်အစိုးရရဲ့ကြောက်ဖြူမှာ BRN စီမံကိန်းကြောင်းကြွေးမြင့်နေမှုမှုလက္ခဏာများမှာသက်သာလာခဲ့ကြောင်းဤဒီမှာ အပွဲအောင်မြင်မှုဖြစ်ကြောင်း into a project that was worth about a billion dollars in which no risk, zero risk. ကမ္ဘာတော်မှာရှိတဲ့ပြည်မျိုးဆက်နိုင်ငံများနဲ့ဒီနိုင်ငံနိုင်ငံရဲ့နာမည်ကြီးဟမ်ဘန်တိုဒါစိတ်ကားစီမံကိန်းကြောင့်ကျွေးမြေနေမှုမှုများဖြစ်က69နှစ်အငှားချထားသောအပေါင်းပစ္စည်းအဖြစ်တရုတ်နိုင်ငံလက်သို့ထိုးအပ်လိုက်ရကြောင်းစသဖြင့်ပြောကြားသွားခဲ့ပါတယ် which is what had happened of course in Sri Lanka with respect to the Hamburg Toto port

professor shon tha ne ကိုကျွန်တော်တို့ question ပြင်းတယ်မိသားစုတွေကနေ corner လောက်လာပါသူစာအုပ်လေးကိုကျွန်တော်တို့ရိုးစာအုပ်အားလုံးသိအောင်ဖတ်စေချင်အောင်သူလက်ခဏရှိရပြောပြပြီးသွားပါအကြောင်းမလို့မဝေရသေးတဲ့လူတွေလည်းဝယ်ပြီးဝယ်ယူအားပေးကြပါเนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ professor ချောင်းတန်းထဲမှာစကားပြောကြအပြီးမှာရွှေရုံစီမံကိန်းများစာအုပ်ကိုလက်မှတ်များရေးထိုးပေးခြင်းနဲ့ ဇေယုံပွဲကိုစတင်ပြုလုပ်ခဲ့ကြပြီးလာမယ့်ဇွန်လမှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်ရဲ့အနှစ်80ပြည့်မွေးနေ့ပွဲကြီးကိုတက်ရောက်ပါဝင်လာကြဖို့ကိုလည်းအပိသက်တွေကိုဖိတ်ကြားသွားခဲ့ကြပါတယ်ခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။